မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တာငူလိတ်တူလမ်းပိုင်းတွင်စစ်တပ်၏603တပ်ရင်းမှရိတ်ခါပေါ်ပြီးပြန်လာသောစစ်ရင်တန်းကိုတိုက်ခိုက်မှုစစ်သား5ဦးသေဆုံးပြီးခဲယမ်းများတင်းစီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းတောင်ငူမြို့နယ်တောင်ငူလိပ်တိုလမ်းပိုက်တွင်အကြံဖတ်စစ်တပ်ဤ603တရမရိတ်ခါပို့ပြီးပြလာသောစစ်ရင်တန်းကိုတိုက်ခိုက်ရာစစ်သား5ဦးသေဆုံးပြီးခဲယမ်းများတင်စီရရှိခဲ့ကြောင်းကန်နီထရိုင်လက်ဆုံမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ် ဇွန်လ18ရက်နေ့နနက်၈နာရီဝန်းကျင်ခန့်တွင်တောင်ငူလိပ်တူလမ်းပိုင်းရှိအကျန်းဖက်စစ်တပ်၏603တပ်ရမှရဲခါပို့ပြီးပြန်လာသောစစ်ကောင်စီတပ်သားများလိုက်ပါလာသောကား၁၁စီးပါရင်တန်းကိုထုံးဖို့ကြီးကြီးရအတွက်တွင်ထော်လန်ရေးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရှင်းတိုက်ခိုက်မှုအတွင် အကြံဖက်စစ်တပ်ကားတစ်စီးမှထိုးဝါချောင်းရွာအနီးတိမ်မောက်ခဲ့ပြီးရန်တပ်အတွက်လမ်းကင်းလုံခြုံရေးယူပေးနေသောစစ်ကောင်စီတပ်သားများနှင့်ထိုးဝါချောင်းချီရွာတွင်ဝင်ရောက်တက်ဆွဲထားသောအင်အား၄၀ကျော်ရှိစစ်ကောင်စီတပ်သားများကိုပါထော်လန့်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိုးတိုက်ခိုက်မှုတွင်အကြံဖက်စစ်ကောင်စီတပ်သား9ဦးထပ်မံတည်ဆောင်းကခွနဦးထပ်မင်းထိခိုက်တရရရှိခဲ့ပြီးအကြံဖက်စစ်ကောင်စီဘက်မှ60မမပုံတီ9လုံး9.56ကြီ900လက်ပြပုံ3လုံး MAG ပေါက်4ခုနဲ့14မိုင်း4လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ခွေးသေးတာထတ်တိုးမရှိပါဘူးစစ်ကွေးတွေဘက်ပြန်လည်ပြစ်ခတ်ပါတယ်။ထိုးဝါချောင်းရွာတွေကနေအထိုင်ချတဲ့ခွေးတွေပြစ်နေတာပါ ခုလက်ရှိမှာထိုးဝါချောင်းရွာထဲမှာခွေးတွေမရှိပါချောင်းကလိပ်တို့အုံပြုသွာလာနေသောပြည်သူများအနေဖြင့်တရီချားသွာလာကြရင်ကျွန်တော်တို့လက်နက်ခဲယံလိုအပ်ချက်များရှိနေသောကြောင့်ခုညီပေးကြပါယံပြောကြမှာရဲဟုခန်နီထွိုင်းလိုက်ဆောင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာနှင့်တပ်ရင်းကလက်အောက်ခံကန်နီချားဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်အတူတောင်ငူခရိုင်ပြည်သူကာကွယ်ရေးတပ်ရင်း3500နှစ်တပ်ခွဲ1နှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးပသိမ်မုံရလမ်းပိုင်းတွင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သား၄ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။စကိုင်းတိုင်းရဲမာပင်မြို့နယ်ရှိ ပသိမ်မုံရလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်ဤစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ကြောင်းရဲမာပင်မြို့နယ်မင်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ဇွန်လ19ရက်နေ့တွင်ရဲမာပင်မြို့နယ်ရှိ အကြံဖက်စစ်တပ်၏တပ်ရင်း28 အကျိုးကံကုန်းနှင့်ရန်စီဝံပေါင်းမှထွက်လာသောစစ်ရင်တန်းကိုမြောက်ရမချောင်းအယောက်တွင်တော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတအူးအပြင်ထံဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောနေရာကိုတော်လန်ရေးတပ်ဖွဲ့များကနေနေရှင်းလင်းရေးပြုလုပ်စဉ်ထိခိုက်ပျက်စီးသွားသောစစ်အုံဆောင်ပစ္စည်းတချို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်။ ကျွန်တော်တို့နိုင်ပြည်ရှင်လင်းရေးလှုပ်ဆောင်တော့ပျက်စီးသွားတဲ့စစ်အုံဆောင်တချို့ကိုတင်စီနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတတိယရောက်တိုက်ခိုက်နိုင်ဖို့လက်နက်ခရယံတွေလိုအပ်နေလို့ပြည်သူလူထုတရက်လုံးကထပ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီလှူဒန်းပေးဖို့မြစ်တာရက်ခန့်တောင်းဆိုပါတယ်။မင်းမောင်ပြည်သူကော်မတီတပ်ဖွဲ့ကစစ်အာဏာရှင်အမြင့်ပြက်စီရေးအတွက်အပြင်းအထန်ခက်ခက်ခဲခဲရုန်းကန်တိုက်ခိုက်နေပါတယ်ဟုမင်းမောင်ပြည်သူကော်မတီတပ်ဖွဲ့မှတာဝန်ရှိသူတအူကပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရင်းမာပင်မျိုးနဲ့မင်းမောင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးဆက်လက်မိုင်းထုတ်လို့ရင်းနဲ့လက်နက်ခရံများဝယ်ယူဖြည့်တင်းနိုင်ရန်အတွက်ပြည်ပရောက်ထောက်ပို့ညီကိုများနှင့်စစ်အာဏာရှင်အမြင့်ပြည့်စီလိုသည့်ပြည်သူလူထုများအနေဖြင့်ပါဝင်ကူညီလှူဒန်းပေးပါရန်မြစ်တာရက်ခံထားပါသည်ဆလပီနိုင်ရံပြူဟာအနီးတိုက်ပွဲပြင်းထန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အမ်ဘရန်လန်ပိုင်အနီးရှိနယ်ရေကန်ပြူဟာအနီး၌ရဲအနေငယ်တိုက်ပွဲငြိမ်သက်နေရမှယနေ့စော်လ20ရက်နေ့နောက်ပိုင်းတွင်တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့သည်အာရကတက်တော်အေအေဦးဆောင်သောပူပေါင်းတပ်များနှင့်စစ်ကောင်စီစစ်တပ်သည်နယ်ရေကန်ပြူဟာနှင့်တမိုင်6ဖာလုံခန့်အကွာ၌တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်တိုက်ပွဲဖြစ်ပြီးလေရင်ဝဲနေပါတယ်တိုက်ပွဲကပြင်းထန်တဲ့အနေအထားရှိပါတယ်ဟုမြေပြင်စစ်ရေးတရင်ရင်မြက်ကပြောပါတယ် စစ်ကောင်စီ၏ဘုံကျဲလျင်တစီသည်နက်ရီကန်ဖြူဟွာဝင်းကျင်၌ဇွန်20ရက်ညနေ3နာရီခန့်အထိပြန်ဝဲနေသည်ကိုတွေ့ရသည်စစ်ကောင်စီစစ်ကြောင်းအောင်တိုက်ခိုက်သည့်တိုက်ပွဲတွင်ချင်းကာကွယ်ရေးတပ်အရှုံ CDF အရှုံပါဝင်ကြောင်းသိရပြီးတိုက်ပွဲဖြစ်စဉ်ကိုမကြာမီသတင်းထုတ်ပြန်ပြီးဟု CDF အရှုံပြောရေးဆိုခွင့်ရှိသူကသတင်းဌာနကိုပြောပါရယ်နေရီကန်ဖြူဟာအနီးဇွန်လ12ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးယင်းကာလနောက်ပိုင်းတိုက်ပွဲခိတ္တညီတက်ရမှာပြန်လည်ဖြစ်ပွားခြင်းဟုဒေသခံတရရင်မြအချို့ကပြောပါတယ်။အမ်ဘရန်လန်ကိုထိန်းချုပ်နိုင်ရေး၊နေရီကန်ပြူဟာကိုထိန်းချုပ်ရေးတိုက်ခိုက်နေသည့်စစ်စင်ရညာကိုအေအေနှင့်ပူပေါင်းတပ်များပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်ခဲ့သည်။မလာအစောပိုင်းတွင်နေရီကံပြူဟာတောင်ကုန်းအောက်မှအရေးပါသည့်စစ်ကောင်စီတောင်ကုန်းအချို့ကို အေအေကတင်ပိုက်ခဲ့သည်အဆိုပါတိုက်ပွဲများအတွင်တပ်မကူဆက်ကိုဤယာယီမီပြူဟာမုံဒုတိယဗိုလ်မှူးကြီးကြော့ကြော့တက်အားအေအေနှင့်ပူးပေါင်းတပ်များကဖမ်းဆီးရရှိခဲ့သည်မေလာနောင်ပိုက်ကတိုက်ပွဲများတွင်လက်ရည်ကံပြူဟာအနီးရှိအ धिक ကကင်းစကန်ဖြစ်သောစိုက်တွယ်ရေးတဝါတိုင်းစကန်ကိုအေအေကထပ်မံသိမ်းယူခဲ့သည်လက်ရည်ကံပြူဟာနှင့်အမ်ပရန်လန်တိုက်ပွဲခုခံစစ်၌တာဝန်အရှိဆုံးတပ်မကူဆက်ကိုတပ်မမှုဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီကပြီးခဲ့တဲ့မေလကုန်တွင်ဖမ်းဆီးပြီးရှာတုံးမှဖြုတ်ချခါစစ်ဆီးနေသည်။တမ69ယာယီတက်မှမှုအသေးအဖြစ်စစ်ဗျူဟာအဖွဲ့အခြေချဟာကာမှာအခြေချစစ်ဗျူဟာမှုဘုံမူကြီးစိုးဝင်းထွန်ကိုအစာတို့ခန့်အပ်ထားသည်။တမ္မာမှုအပြောင်းလဲဖြစ်ပြီးနောက်ပိုင်းနယ်ရေကန်ဗျူဟာမှာအမြောက်များနဲ့ လက်နက်ကြီးအချို့ကို အမြောက်တက်400ကိုအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်905တို့ဇွန်လဒုတိယပတ်အတွင်းစတင်ရွှေ့ပြောင်းနေသည်ကိုတွေ့ရကြောင်း AA နှင့်နီးစပ်သောစစ်ရေးတရင်ရင်းမြစ်များကပြောပါရယ်ဆလပင်စစ်အုပ်စု၏လိမ်မိုင်းဆိုင်ရာကျူးလွန်မှုခံရသူများတွင်အသက်အငယ်ဆုံး၄နှစ်မှအသက်အကြီးဆုံး84နှစ်အထိဖြစ်သူများပါဝင်ဟုကုလသမဂ္ဂတွင်ဦးကျော်မိုးထွန်းပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် အကြံဖတ်စစ်အုပ်စု၏လိမ့်ပိုင်းဆိုင်ရာကျူးလွန်မှုခံရသူများတွင်အသက်အငယ်ဆုံး၄နှစ်မှအကြီးဆုံး84နှစ်အထိဖြည့်သူများပါဝင်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားပါရယ်။ယမန်နီဆွန်လ19ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သည့်စစ်တပ်ကြီးများပြည်ပခအတွင်လိမ့်ပိုင်းဆိုင်ရာအကြံဖတ်မှုပပျောက်ရေးနိုင်ငံတကာအထိမ်းအမှတ်နှင့်အစီအစဉ်တွင်၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါရယ်။ ။စေအုပ်စုနှင့်၎င်းတို့နှင့်ဆက်ဆက်ပတ်သက်ရှက်နွယ်နေသူများကလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့်အခြားသောထိတ်လန့်ပွဲကောင်းသည့်အကြမ်းဖက်မှုများကိုစနစ်တကျကျူးလွန်လျက်ရှိပြီးနေနာရသည့်သားကောင်းများမှအမျိုးသမီးများမိန်းကလေးငယ်များအမျိုးသားများနဲ့ယောက်ျားလေးငယ်များတာမက LGBTQ များနိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ဒီမိုကရေစီထောက်ခံသူများလည်းပါဝင်ကြောင်းစစ်အုပ်စု၏တားကောင်းများတွင်အသက်အရွယ်အငယ်ဆုံး၄နှစ်မှအသက်အကြီးဆုံး84နှစ်အထိပါဝင်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားပါရယ် ်မြန်မာနိုင်ငံတွင်မတရားစစ်အာဏာသိမ်းထားသည့်ကာလတရှောင်းပြည်ပခါအတွင်းလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုများမှာအလွန်အမင်းဆိုးရွားလာလျက်ရှိသောကြောင့်ယနေ့ဆွေးနွေးသည့်အကြောင်းအရာသည်မြန်မာနိုင်ငံနှင့်အထူးကိုက်ညီမှုရှိပါကြောင်းစစ်အုပ်စုသည်လွန်ခဲ့သော၄နှစ်ကျော်ကာလအတွင်း၌နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနိုင်ငံတကာလူခွင့်ရေးဥပဒေတို့ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ပြီးပြည်တွင်းတရားဥပဒေစိုးမိုးရေးကိုလည်းလုံးဝပြတ်သုံးစေခဲ့ကြောင်း ထောက်ပြထားပါရယ်စစ်အုပ်စုကရာဇဝတ်မှုများကျူးလွန်ရာတွင်အတင်းအကျပ်ဖော်ချွတ်ရန်ခိုင်းစေခြင်းလိမ်ပိုင်းဆိုင်ရာပြည့်ရည်လောင်ပြောင်မှုပြုခြင်း ်ထိမ့်သိမ်းဖန်ဆီးထားစဉ်ညှဉ်းပန်းနှိပ်စက်ခြင်းစသည့်ပုံစံအမျိုးမျိုးကိုကျင့်သုံးကြောင်းထို့မြောက်မှာရာဇဝတ်ကောင်များအနေဖြင့်အာရမပြုကျင့်ခြင်းနှင့်အုပ်စုလိုက်အာရမပြုကျင့်ခြင်းတို့ကိုစင်နီပြုဟာစစ်လက်နက်အဖြစ်အစဉ်တစိုက်အသုံးချလာလျက်ရှိကြောင်းစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများသည့်အသက်ရှင်တန်နေသည့်တားကောင်များသာမက၎င်းတို့၏မိသားစုဝင်များမိတ်ဆွေများလည်းပါဝင်ကြသည်ကိုတွေ့ရှိရသည်ဟုဆိုသည် စစ်တပ်မှကျူးလွန်သည့်အကြမ်းဖက်မှုများသည့်ရပ်တန့်နေခြင်းမရှိဘဲတရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းဥပဒေမဲ့ကွပ်မျက်စီရင်ခြင်းနဲ့လေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းများတုံ့ပြန်လှုပ်ဆောင်ခဲ့ကြောင်းထို့သို့လှုပ်ဆောင်မှုများကြောင့်လူနေအိမ်များခြေရွာများအရက်သားများနဲ့အရက်သားအဆောက်အုံများပျက်စီးပြီး နိုင်ငံတဏ္ဍာန်တက်လျာရှိပြည်သူများမှကြီးမားသည့်ဒုက္ခဆင်းရဲခံရကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါရယ်ထို့ကြောင့်နိုင်ငံတကာကအသိုက်အဝန်းအနေဖြင့်ပြည်ထနာဤစင်းမြစ်ကိုဖြည့်ရှင်ရန်ပြတ်သားစွာဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပြီးမြန်မာနိုင်ငံတွင်စစ်အာဏာရှင်စနစ်မတရားစစ်အာဏာသိမ်းမှုနှင့်စစ်တပ်မှနှစ်ပေါင်းရှည်ကြာအကျိုးခံစားနေသည့်ပြည်ထန်ကင်လုံခွင်တို့အောင်အပီးတိုင်းချုပ်ငိမ့်နိုင်မှသာလျှင်ပြည်ပခါအတွင်လိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖျက်ပြောင်းနိုင်မည်ဖြစ်ကြောင်းအတည်ပြုထားပါရယ်